ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုအင်အားပြင်းတိုင်ဖုန်းကဲလ်မဂီဝေရောက်တိုက်ခတ်နေပြီးပြင်းထန်ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေလူအသက်ဆုံးရှုံးမှုတွေကြုံရနိုင်ကြောင်းတာဝန်ရှိသူတွေကအရေးပေါ်သတိပေးကြေညာထားပါတယ်။မုံတိုင်းကနိုဝင်ဘာ၄ရက်မနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုအရှိတ်ကန်ယူရက်ကနေစတင်ဝေရောက်ပြီးအနောက်ဘက်ကန်ယူရက်စီဆက်လက်ရွေ့ရှားနေပါတယ်။ကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ Visa Yes ဒေတာမှာမုံတိုင်းအန်ဒီရဲ့သတိပေးချက်ကိုဒုတိယအမြင့်ဆုံးထုတ်ပြန်ထားပါတယ်။ မိုးသေးသေးထန်ထန်ရွာသွန်းမှုလေပြင်းတက်ခတ်မှုရေကြီးမှုမြေပြိုမှုအန္တရာယ်တွေကြုံနိုင်ကြောင်းလည်းကြေညာထားပါတယ်တိုင်ဖွန်းမုန်တိုင်းမဝင်ရောက်ခင်တရက်ကလေးကမုန်တိုင်းလမ်းကြောင်းတစ်လျှောက်ထိခိုက်နိုင်ခြင်းအများဆုံးဒေသတွေမှာနေထိုင်သူတွေကိုကြိုတင်ရှစ်ပြောင်းပေးထားပြီးဖြစ်ပါတယ်မုန်တိုင်းကတနာယီလေတိုက်နှုန်း128မိုင်နှုန်းပြင်းထန်ပြီးနိုဝင်ဘာ9ရက်နေ့မှာတော့တောင်တရုတ်ပင်လယ်ထဲဆက်လက်ရွေ့လျှာဖြတ်သန်းမယ်လို့ခန့်မှန်းရပါတယ် Visa Yex ဒေသကိုဖြတ်သန်းပြီးတဲ့နောက်ကုန်းတွင်းဝင်ရောက်ခဲ့တာကြောင့် မုံတိုင်းကနည်းနည်းအပြျော့သွားပွဲရှိကြောင်းဒါပေမဲ့ဖိလစ်ပိုင်ကိုကျော်လွန်သွားချိန်ထိတိုင်ဖုန်းအဆင့်ပြင်းအားကိုဆက်ထိန်းထားမယ်လို့ယုံကြည်ရကြောင်းဖိလစ်ပိုင်မိုးလေဝသဌာနကမှတ်ချက်ပေးခဲ့ပါတယ်ဖိလစ်ပိုင်အလဲပိုင်းနဲ့တောင်ပိုင်းကမြင်းနေအေရီးယားတွေမှာတော့ရုတ်တရက်ရေကြီးလာနိုင်တဲ့နေရာတွေကဒေသခံတွေကိုကယ်ဆယ်ရေးတွေနဲ့တာဝန်ရှိသူတွေကကြိုတင်ရွှေ့ပြောင်းပေးထားပါတယ်ဖိလစ်ပိုင်ဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းမုံတိုင်းတွေငလင်လှုပ်ခတ်မှုတွေနဲ့ရုန်းကန်နေခဲ့ရပြီး အဲ့ဒီနောက်တိုင်ဖုန်းကယ်မက်ဂီကပါဝေရောက်တိုက်ခတ်ပြန်တာဖြစ်ပါတယ်ဖိလစ်ပိုင်ဟာပြည်မြတစ်နှစ်ကိုမုန်တိုင်းအခု20လောက်တိုက်ခတ်တာကြုံရလေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်ရှင်